အခုစတင်ပြီးဟောကြားပေးမှာကတနင်္ဂနွေသာသမီတွေအတွက်ဖြစ်ပါတယ်ဗျာတနင်္ဂနွေသာသမီတွေအနေနဲ့ဒီတစ်ပတ်တာကာလထဲမှာကြီးစိုးနေတဲ့အာယုံနမိတ်ကပြားကဟာမင်းလို့ခေါ်တဲ့နမိတ်ကပြားကြီးစိုးနေပါတယ်ဟာမင်းလို့ခေါ်တဲ့နမိတ်ကပြားကြီးစိုးနေတာဖြစ်တဲ့အတွက်တနင်္ဂနွေသာသမီတွေနဲ့ဒီကာလဟာစန္ဒဝေါ်ဖြစ်နေတဲ့ကာလဒီကာလထဲမှာကိုကဘာကိုလှုပ်တင်နေဘယ်ဟာကိုမလှုပ်တင်ဘူးဆိုတဲ့အရာတွေကိုကိုအနေနဲ့အရာအားလုံးကစန္ဒဝေါ်ဖြစ်နေတယ်ဒါလှုပ်ရင်လည်းကောင်းတယ်လို့လို့ဟိုဟာလှုပ်ရင်လည်းကောင်းတယ်လို့လို့ ါကတော့ပယ်လိုက်တာကောင်းပါတယ်။အမ်အဲ့လိုလည်းမဟုတ်သေးပြန်ဘူး။အဲ့လိုမျိုးစန်တဝေါ်ဝါးတွေနဲ့အချိန်ကုန်ပြီးဖြတ်တန်းရတဲ့ကာလကိုယ့်ရဲ့ဥဒီချက်တွေရည်ရွယ်ချက်တွေမပြည့်ဘူး။အဲ့ဒီကာလထဲမှာတနင်္ဂနွေသားသမီးတွေအနေနဲ့တဲတော့ကတိုက်တွန်းထားတဲ့အရာကစန်တဝေါ်ဝါးလောက်တာမျိုးကိုထက်ဆိုင်ဆုံးဖြတ်ချက်တစ်ခုခုကိုပြပြသားသားဆုံးဖြတ်ဖို့ရယ်ဒါမှမဟုတ်ရင်ဘာမှမလုပ်ပဲလုံးဝကိုအပိသက်ငြိမ်နေဖို့ရယ်အဲ့နှစ်ခုကိုတိုက်တွန်းထားတယ် ပြီးတော့တနင်္ဂနွေသားမိဝင်နှန်းတွေအခြေခံလူဒန်းစားတွေနဲ့ဒီတစ်ပတ်တာကာလတဲမှာကိုမသွားရင်တဲ့နေရာ ကိုမလုချင်တဲ့ဌာနယာတူးအဲ့ဒီအရာမျိုးတွေကိုလောက်ကင်ဆောင်ရရတတ်တယ်ဒီကာလတဲမှာအဲ့ဒီအတွက်စိတ်ပင်ပန်းရဖို့ရှိပါတယ်ပြီးတော့ကိုပိုင်လုပ်ငန်းလောက်ကင်နေတဲ့သူတွေအနေနဲ့ဒီတစ်ပတ်တာကာလတဲမှာမိမိရဲ့လုပ်ငန်းပိုင်းဆိုင်ရာကနေငွေအထွက်များတတ်တယ်အဲ့ဒီအထွက်များခြင်းကအဓိကကလုပ်ငန်းရဲ့လိုအပ်ချက်သက်စာရင် မထင်မှတ်ထားတဲ့ နေရာကနေပြီးတော့လိုအပ်ချက်တွေပေါ်ပေါက်လာပြီးတော့ထွက်ချင်းမျိုးတွေဖြစ်တတ်ပါတယ်။ပြီးတော့တင်းငွေသားသမီးပညာရေးကိစ္စအင်တာဗျူးကိစ္စဖြေဆိုမဲ့သူတွေအနေနဲ့ပညာရေးကိစ္စကောအင်တာဗျူးကိစ္စကောမှာကောင်းမွန်တဲ့ရလဒ်တွေရဖို့တော့ရှိတယ်။ဒါပေမဲ့အကူအညီအထောက်အပံ့တွေလိုတယ်ကိုယ့်အသားကိုစ조사ပြီးတော့ဖြစ်မြောက်တဲ့အရာမျိုးတော့မဟုတ်ဘူးတစုံတစ်ယောက်ရဲ့ကူညီမှုပါဝင်ပတ်သက်မှုအဲ့ဒါမျိုးကြောင့်အောင်မြင်တာမျိုးတွေဖြစ်တတ်ပါတယ်ပြီးတော့နိုင်ငံခြားသွားမယ်လို့ကြံရထားတဲ့သူတွေအနေနဲ့အစီအစဉ်တွေမအောင်မြင်တာမျို ကိုလှုပ်ဆောင်နေတဲ့အပိုင်းတွေမှာဟိုအဆင်မပြေပဲနဲ့နောက်ပြန်လှည့်ရတာမျိုးလက်ရှိလုပ်နေတဲ့ကုမ္ပဏီတစ်ခုနဲ့ချိတ်ဆက်ပြီးလုပ်တယ်အဲ့ဒီကုမ္ပဏီနဲ့အဆင်မပြေလို့နောက်ကုမ္ပဏီတစ်ခုကိုပြောင်းလဲလုပ်ကင်ရတာမျိုးအဲ့လိုမျိုးတွေဖြစ်တတ်တဲ့ကာလဖြစ်ပါတယ်ပြီးတော့တင်းငွေသားသမီးငွေကြေးနဲ့ပတ်သက်ပြီးစွန်စားလုပ်ကင်နေတဲ့သူတွေအနေနဲ့ဒီပတ်တာကာလတဲမှာမလုပ်ဆောင်တင်နေတဲ့ကာလဖြစ်ပါတယ်ရာဂိုင်းတော့အာအလွန်ကိုနဲနေတဲ့ကာလဖြစ်တဲ့အတွက်ငွေကြေးနဲ့ပတ်သက်ပြီးစွန်စားလုပ်ကင်ခြင်းတွေကိုရှောင်ကျဉ်ဖို့လိုအပ်ပါတယ် ကျမ်းမာရေးနဲ့ပတ်သက်ရင်တော့တနင်္ဂနွေသားသမီးတွေအနေနဲ့အကျော်အချင်းတွေတောင်းတင်းတာမျိုးเนาะညောင်းညာကြိုက်ခဲတာမျိုးအဲ့ဒီလိုဝေဒနာလေးတွေကြီးဆိုင်ပေးဖို့လိုအပ်ပါတယ်ငယ်ရွယ်သူတနင်္ဂနွေသားသမီးတွေအနေနဲ့အခြေရေးနဲ့ပတ်သက်ရင်ဒီကာလကိုချစ်သူစီကကိုအပေါ်ကိုချစ်တဲ့ချစ်ချင်းမေတ္တာတွေကကုန်ခန်းတယ်လို့မျိုးခံစားရတဲ့ကာလကိုဘုံမှာ तू ချစ်မချစ်သေးရဲ့လားအဲ့လိုမျိုးဇဝေဇဝါတွေ တွေးတွေဖြစ်စေလောက်တဲ့ကာလဖြစ်ပါတယ်။ပြီးတော့အိမ်အောင်တဲ့တနင်္ဂနွေသားသမီးရဲ့အနေနဲ့ကောဒီတစ်ပတ်တာကာလမှာအိမ်အောင်ရေးပိုင်းမှာငွေအတွက်စိတ်တော်ကရောက်ရတဲ့တတိယနေ့တရားပရိပခါလေးဖြစ်တတ်ပါတယ်။ထီထိုးမယ်ဆိုရင်တော့တနင်္ဂနွေသားသမီးရဲ့အနေနဲ့ကိုးနဲ့နှစ်ကိုပေါင်ထိုးပေးပါ။ရရအနေနဲ့ကတော့မနဲ့စောစောကိုယ့်ရဲ့အိမ်ဖះမှာဖះဆွတော့ကတ်လို့ပြီးတော့မိမိရဲ့လိုရင်းစနားတွေကိုလေးလေးနက်နက်တောင်းစုပြုပေးပါ ဒါဆိုရင်ကိုယ့်စီကိုကောင်းသောကံတရားဤသာရရှိစေမှာဖြစ်ပါတယ်ဗျာအခုဟောကြားပေးသွားတာကတနင်္ဂနွေသားသမီးတွေအတွက် ဖြစ်ပါတယ်ဗျာအခုဆက်မှပြီးဟောကြားပေးမှာကတနင်္လာသားသမီးတွေအတွက်ဖြစ်ပါတယ်ဗျာတနင်္လာသားသမီးတွေเนี่ยဒီဘက်ကကာလာတွေမှာကြီးစိုးနေတဲ့အာယုံနမိတ်ကပြကမဂျီရှင်လို့ခေါ်တဲ့နမိတ်ကပြကြီးစိုးနေပါတယ်မဂျီရှင်လို့ခေါ်တဲ့နမိတ်ကပြကြီးစိုးနေတာဖြစ်တဲ့အတွက်တနင်္လာသားသမီးတွေเนี่ยဒီကာလာထဲမှာ ကိုယ့်ရဲ့အသက်စတင်ခြင်းတွေကကောင်းမွန်တဲ့ကာလလို့ပြောလို့ရတယ်။ပြီးတော့တဲ့အခါကျတော့အကူအညီအထောက်ပံ့ကောင်းတွေမိတ်ဆွေပတ်သနာတွေအဲ့လိုမျိုးတွေရရှိတတ်တဲ့ကာလဒီကာလထဲမှာလုပ်ငန်းအသစ်တစ်ခုလုပ်တော့မယ်ဆိုရင်တယောက်တည်းလုပ်တာလည်းဆိုင်ရင်အတူတူကနောက်ထပ်ပါဝင်ပတ်သက်မဲ့သူတယောက်ယောက်ပါရှိနေတာမျိုးကမိမိအတွက်ပို့ပြီးတော့ကောင်းမွန်တဲ့ရတဲ့ဒီပိုင်းတွေရတတ်တဲ့ကာလဖြစ်ပါတယ်။ပြီးတော့တင်းလာသားမီးဝန်ထမ်းတွေအခြေခံလူဝန်းစားတွေနဲ့ဒီတစ်ပတ်တာကာလထဲမှာမိမိလှုပ်ဆောင်နေတဲ့လုပ်ငန်းကွင်တွေမှာမိတ်ဆွေအသစ်တွေရတတ်တယ်လို့လက်ရှိ တွဲဖက်ပြီးလောက်ကင်နေတဲ့မိတ်ဆွေတွေနဲ့နောက်ထပ်လုပ်ငန်းအစ်အကြံစီအစ်တွေကိုလှုပ်ဖြစ်တာမျိုးတွေနောက်ထပ်ဥမာ project တစ်ခုကိုစတင်ဖြစ်တာတဲ့အတူတွဲဖက်ပြီးလှုပ်ဖြစ်တာမျိုးတွေအဲ့ဒီလိုအပိုင်းနေနဲ့ပျော်ရွှင်စရာတွေနဲ့ဖြတ်သန်းရတဲ့ကာလဖြစ်ပါတယ်။ပြီးတော့တနင်္လာသားသမီးကိုပိုင်လုပ်ငန်းလောက်ကင်နေတဲ့သူတွေအနေနဲ့ဒီကာလတည်းမှာရင်းနှီးမြှုပ်နှံမှုအစ်တွေလှုပ်ဖြစ်ဖို့ရှိတယ်။အဲ့ဒီလိုလှုပ်ဖြစ်ခြင်းဟာကိုယ့်အတွက်ကောင်းမွန်တဲ့ရလဒ်တွေရဖို့ရှိတဲ့ကာလလည်းဖြစ်ပါတယ်။ပညာရေးကိစ္စအင်တာဗျူးကိစ္စဖြေဆိုမယ်ဆိုရင်တော့ဒီကာလထဲမှာ ညာရေးကိစ္စမှာတော့ကောင်းမွန်တဲ့ကိစ္စမျိုးတွေဖြစ်ဖို့ရှိပေမဲ့အင်တာဗျူးကိစ္စတွေမှာထပ်မံပြီးစူးစမ်းတတ်တဲ့ကာလဖြစ်ပါတယ်။နိုင်ငံခြားသွားမယ်လို့ကြံရထားတဲ့သူတွေအနေနဲ့ဒီကာလအแทမှာမိတ်ဆွေအပေါင်းအသင်းကြောင့်ကြံ့ကြာနှောင့်နှေးဖို့ရှိပါတယ်။မွေးကျင်းပတ်သက်ပြီးစွန်စားလောက်ကန်နေတဲ့သူတွေအနေနဲ့ဒီဘက်တာကာလထဲမှာရာဂိုင်လုံး80လောက်ထိကောင်းတဲ့ကာလဖြစ်တဲ့အတွက်မူကြီးပိုင်းဆိုင်ရာစွန်စားလုတ်ကင်ခြင်းတွေမှာအားထဲလုတ်ကင်လို့တော့ရတဲ့ကာလဖြစ်ပါတယ်။ကျမ်းမာရင်နဲ့ပတ်သက်ရင်တော့ခါနာရာမျိုးတွေ ုံလွှဲတာမျိုးတွေနော်အဲ့ဒီလိုဝေဒနာပိုင်းတွေမှာယူဆပေးဖို့လိုအပ်ပါတယ်ငယ်ရွယ်သူတင်းနာသားသမီးတွေအနေနဲ့အခြေရင်းနဲ့ပတ်သက်ရင်ဒီကာလဟာစိတ်ပင်ပန်းရတတ်တယ်ချစ်ချင်းမေတ္တာနဲ့ပတ်သက်ရင်ကိုယ့်ချစ်သူအပေါ်ကိုမိမိနဲ့ဒီကာလတွေမှာစိတ်ပင်ပန်းရတတ်တယ်ဟိုအခက်မသိရင်နှလုံးရောဂါရတာမျိုးတွေဆိုတာကဒီလိုကာလမျိုးတွေမှာဖြစ်တတ်ပါတယ်ပြီးတော့အိမ်ဆောင်တဲ့တင်းနာသားသမီးတွေအနေနဲ့ခက်ခဲတဲ့လမ်းတစ်ခုကိုအတူတကွရှောက်လိုက်ရတတ်တယ်အဲ့ဒီခက်ခဲတဲ့လမ်းအတွက် ်ကျောင်းနဲ့တယောက်နားလည်မှုကြီးကြီးနဲ့ဖြတ်သန်းရဖို့ရှိတဲ့ကာလလည်းဖြစ်ပါတယ်ထီထိုးမယ်ဆိုရင်တော့တင်းလာသားသမီးတွေအနေနဲ့တနဲ့၈ကိုပေါအောင်ထိုးပေးပါရေဒီယာအနေနဲ့ကတော့ငှက်အစာကျွေးပြီးတော့ကိုယ့်ရဲ့လူရင်းစန္ဒတွေကိုလေးလေးနက်နက်တောင်းစုပြုပေးပါဒါဆိုရင် ကိုယ့်စီကိုကောင်းသောကံတရားရဲ့သာရရှိစေမှာဖြစ်ပါတယ်ဗျာအခုဟောကြားပေးသွားတာကတင်းလာသားသမီးတွေအတွက်ဖြစ်ပါတယ်ဗျာ အခုထပ်မှန်ပြီးဟောကြားပေးမှာကအင်္ဂါသားသမီးတွေအတွက်ဖြစ်ပါတယ်ဗျာအင်္ဂါသားသမီးတွေအနေနဲ့ဒီဘက်တာကာလာထဲမှာကြီးစိုးနေတဲ့အာယုံနမိတ်ကပြားကပုတ်လို့ခေါ်တဲ့နမိတ်ကပြားကြီးစိုးနေပါတယ်ပုတ်လို့ခေါ်တဲ့နမိတ်ကပြားကြီးစိုးနေတာဖြစ်တဲ့အတွက်အင်္ဂါသားသမီးတွေနဲ့ဒီဘက်တာကာလာထဲမှာဖီအားတွေအောက်မှာဖြတ်တန်းရတဲ့ကာလာအလောက်ကံပဲဖြစ်စေမိသားစုတွင်းပဲဖြစ်စေအိမ်အောင်တွေချစ်သူတွေလူမှုအတိုင်းဝိုင်းတွေအကုန်လုံးဟာ မိမိရဲ့ဝိညာဉ်မှာရှိနေတဲ့သူတွေရဲ့ဖိအားဓာတ်ကိုရင်ဆိုင်ပြီးတော့ဖြတ်သန်းရတဲ့ကာလဖြစ်ပါတယ်။ပြီးတော့အင်္ဂါသမီးဝန်ထမ်းတွေအခြေခံလူမ်းစားတွေအနေနဲ့ဒီတစ်ပတ်တာကာလတွေမှာလုပ်ငန်းကွင်ထဲမှာမပြောတာမျိုးတွေဖြစ်တတ်တယ်။ဘယ်ပြောမလဲအဓိကကရှေ့ပိုင်းမှာပြောခဲ့သလိုမိမိရဲ့ဟိုဖိအားပေးခြင်းခံနေရတာမျိုးအတူတွဲလုပ်တဲ့သူကြောင့်ပဲဖြစ်ဖြစ် လုပ်ငန်းရဲ့သဘောအရပဲဖြစ်ဖြစ်ကိုယ့်ရဲ့အထက်လူကြီးကြောင့်ပဲဖြစ်ဖြစ်အဓိကဖိအားရှိတယ် အဲ့ဒီဖီကအောက်မှာပဲဖြတ်တန်းနေရတယ်ရင်ဆိုင်ပြီးတော့အဲ့ဒီဟာကြီးကိုဖြတ်တန်းရတဲ့ကာလဖြစ်တဲ့အတွက်အရန်ပင်ပန်းတတ်တယ်ဒီကာလထဲမှာစိတ်မပျော်တာတွေဖြစ်တတ်တယ်ပြီးတော့အင်္ဂါသားသမီးကိုယ်ပိုင်လုပ်ငန်းလုပ်ကင်နေတဲ့သူတွေအနေနဲ့မူဝါဒပိုင်းဆိုင်ရာလိုအပ်ချက်ပြဿနာလေးတွေပေါ်ပေါက်ဖို့ရှိပါတယ် ပညာရေးကိစ္စအင်တာဗျူးကိစ္စဖြေဆိုမဲ့သူတွေအနေနဲ့ပညာရေးကိစ္စကောအင်တာဗျူးကိစ္စအောင်မှာတော့ကောင်းမွန်တဲ့ရလဒ်တွေရဖို့ရှိတယ်အဆင်ပြေဖို့ရှိတယ်မိမိအနေနဲ့အလောက်ကိုင်းနေရှောက်မယ်လို့ကြံရထားတယ်ဆိုရင်ဒီကာလထဲမှာရှောက်တင်တယ်ဒီကာလထဲမှာလှုပ်ဆောင်ခြင်းကကိုယ့်အတွက်အဆင်ပြေဖို့ရှိတဲ့ကာလဖြစ်ပါတယ်နိုင်ငံခြားသွားမယ်လို့ကြံရထားတဲ့သူတွေအနေနဲ့လူကြီးမိဘတွေရဲ့ပါဝင်ဆွတ်ဖက်မှုနှောက်ယှက်မှုဖြတ်မှုကြောင့်ပြတ်တက်တယ်မတော်ပါနဲ့ဘာဖြစ်လို့ညာဖြစ်လို့အဲ့လိုခေါင်းစဉ်အမျိုးမျိုးကြောင်းနဲ့ ပြပြတတ်ပါတယ်နိုင်ငံခြားကိစ္စတွေပြီးတော့အင်္ဂါသားသမီးငွေကြေးနဲ့ပတ်သက်ပြီးစွန်စားလောက်ကန်နေတဲ့သူတွေအနေနဲ့ယာကန်တော့90 90ဖြစ်နေတဲ့ကာလဖြစ်တဲ့အတွက်ဒီကာလထဲမှာငွေကြေးပိုင်းဆိုင်ရာစွန်စားလောက်ကန်ခြင်းတွေကိုရှောင်ကျဉ်တင်တဲ့ကာလလည်းဖြစ်ပါတယ်ကျမိုင်နဲ့ပတ်သက်ရင်တော့ခေါင်းကြိုက်တဲ့ဝေဒနာလေးတွေခူးဆိုင်ပေးဖို့လိုအပ်ပါတယ်ငယ်ရွယ်သူအင်္ဂါသားသမီးတွေအနေနဲ့အခြေရင်းနဲ့ပတ်သက်ရင်ပြန်လည်ပြီးတော့노ထလာတာ ချစ်ချင်းမေတ္တာတွေကအရင်ကဘယ်လောက်ကြီးပဲအေးဆက်နေအေးဆက်နေဒီကာလတွေမှာပြန်နှိုးထတတ်တယ်ကိုချစ်သူနဲ့ကိုနဲ့အရင်ကတောင်းတောင်အစည်းမကတ်ဘူးအစင်မပြေဘူးဖြစ်နေတဲ့ဒီကာလမှာပြန်ပြီးတော့အစည်းတွေကတ်လာမယ်နားလည်မှုတွေရှိလာမယ်ချစ်သူရဲ့ကိုယ့်အပေါ်ကိုချစ်ချင်းမေတ္တာတွေကိုခံစားမိလာမယ်ပြီးတော့အိမ်တော်တဲ့အင်္ဂါသားသမီးတွေအနေနဲ့သားသမီးနဲ့ပတ်သက်ပြီးတော့ရင်သွေးရတနာလိုချင်တဲ့သူတွေရင်သွေးရတနာရတတ်သလိုအိမ်တော်ရေးမှာ တော်တော်ရရှိနေမဲ့ကာလာလည်းဖြစ်ပါတယ်။ထီထိုးမယ်ဆိုတော့အင်္ဂါသားမီးနေနဲ့ငားနဲ့တုံညကို ပေါအောင်ထိုးပေးပါ။ရေဒီယာအနေနဲ့ကိုယ့်ရဲ့အိမ်ရှိမျက်နှာစာလေကားတက်စင်းရှိရတဲ့ပိုကောင်းတယ်လေကားတက်စင်းအဲ့လိုနေရာမျိုးမှာဖျောင်းနိုင်သုံးနိုင်ထုံးပြီးတော့မိမိစီကိုရောက်ရှိလာမဲ့ကန်စာတာအညံ့တွေပြေပြောက်ပါစေဆိုပြီးတော့တောင်းဆုပြုပြီးတော့ထုံးပေးဘသူ့ကိုဘယ်ဝါရယ်ကိုတိုင်တဲတာတွေတောင်းဆုတာတွေမဟုတ်နော်ကိုယ့်အကူရင်ထဲကနေပြီးတော့ဖျောင်းနိုင်သုံးနိုင်ထုံးတယ် ုံပြီးသွားပြီဒါနဲ့ရင်ထဲကနေဆူတောင်းမယ်ဒါပဲအခုပြောပြတဲ့နီလန်ကိုပြုတ်လိုက်မယ်ဆိုရင်အင်္ဂါသားမီးတွေနဲ့ဒီတစ်ပတ်တာကာလာထဲမှာမိစီကိုကောင်းသောကံတရားရည်သာရရှိစေမှာဖြစ်ပါတယ်ဗျာအခုဟောကြားပေးသွားတာကအင်္ဂါသားမီးတွေအတွက်ဖြစ်ပါတယ်ဗျာအခုထပ်မဟောကြားပေးမှာကဗုဒ္ဓသားမီးတွေအတွက်ဖြစ်ပါတယ်ဗျာဘုရောသားသမီးရဲ့အနေနဲ့ဒီတစ်ပတ်တာကာလာထဲမှာကြီးစိုးနေတဲ့အာယုန်နမိတ်ကပြကသဖူးလို့ခေါ်တဲ့နမိတ်ကပြကြီးစိုးနေပါတယ် တခုလို့ခေါ်တဲ့နမိတ်ကတားကြီးဆိုးနေတာဖြစ်တဲ့အတွက်ဗိုလ်တော်ဦးသားမိအနေနဲ့ဒီကာလာထဲမှာပဏာဏိနဲ့မသွားနဲ့ငါဘာလုပ်မယ်ဘယ်နှကြိုင်တော့ဘာကိုဖော်ဆောင်မယ်အဲ့လိုမျိုးတွေမလုပ်သင့်ဘူးဒီကာလာထဲမှာဗိုလ်တော်ဦးသားမိအနေနဲ့ကိုလှုပ်ချင်တဲ့အရာကိုခက်မြန်မြန်ထားလုပ်သင့်တယ်ပြီးတော့စိတ်ကူးပေါ်တဲ့အတိုင်းလျှောက်လုပ်တာမျိုးအဲ့လိုမျိုးကကို့အတွက်အပေါက်လွှမ်းနေတည်သွားတဲ့ကာလာတော့ဒီကာလာထဲမှာဗိုလ်တော်ဦးသားမိအနေနဲ့ စိတ်ကူးပေါ်တဲ့အတိုင်းတွေလှုပ်ဆောင်ဖို့အရေးကြီးပါတယ်။အရင်ကိုကိုယ်အနေနဲ့စီမံချက်တွေထားရတာမျိုးဘယ်နေကြရင်ဘာလုပ်မယ်ဘယ်ရအောင်တော့ငါဘယ်လိုပေါ်ဆောင်မယ်အဲ့လိုမျိုးတိုင်ပင်နေနဲ့သွားရင်အဆင်မပြေတတ်ဘူးเนาะပြီးတော့ဗိုလ်ရဦးသားမီဝန်ထမ်းတွေအခြေခံလူန်းစားတွေနဲ့ဒီကလာထဲမှာ ကိုယ့်ရဲ့လုပ်ငန်းပိုင်းဆိုင်ရာတွေမှာနည်းနည်းအနှောက်အယှက်တွေပေါ်ပေါက်တက်တယ်အဲ့ဒီအနှောက်အယှက်ကိုအကြောင်းပြုပြီးတော့စိတ်လေတာမျိုးတွေဖြစ်တတ်ပါတယ်စိတ်မလေးနဲ့ ဒီကလိုင်းမှာတွေ့ကြုံရတဲ့အရာတွေအားလုံးခေါင်းထဲကနေပြီးတော့ရှင်းထုတ်ပြီးတော့ပဲဒီတိုင်းပေါ်ပေါ်ပါလေးဖြစ်တဲ့ပြဿနာနဲ့နောက်ဆုံးကြုံနေရတယ်ကိုယ့်ရဲ့လုံငန်းမိုင်းထဲမှာပြဿနာတစ်ခုဖြစ်တယ်အဲ့ဒီပြဿနာနဲ့ကြုံနေရရင်တော့အဲ့ဒီပြဿနာကြီးကိုခေါင်းထဲမှာထည့်ထားနိုင်တွေ့ရင်သူအချိန်တိုင်းပြီးသွားလိမ့်မယ်အဲ့ဒီလိုမျိုးစိတ်နဲ့ဖြတ်တန်းတင်တယ်အဲ့လိုမျိုးဖြတ်တန်းရင်လည်းအဆင်ပြေလိမ့်မယ်လို့တဲတော်ကတိုက်တွန်းထားတာပြီးတော့ဗိုလ်ရူသားမီကိုယ်ပိုင်လုပ်ငန်းလုပ်ကန်နေတဲ့သူတွေအနေနဲ့ဒီကာလာထဲမှာမိမိရဲ့လုပ်ငန်းပိုင်းဆိုင်ရာက လိုအပ်ချက်လေးတွေများများပေါ်တက်တယ်အဲ့ဒီလိုအပ်ချက်ကြောင့်လုပ်ငန်းတွေကိုပိတ်သိမ်းဖို့ဒီစဉ်းစားမိတက်တယ်မပိတ်ပါနဲ့အောင်ဒီတိုင်းလေးပဲခဏစောင့်ကြည့်ဖို့လိုအပ်ပါတယ်ပြီးတော့ဘုရဦးသားမီပညာရေးကိစ္စအင်တာဗျူးကိစ္စဖြေဆိုမဲ့သူတွေအနေနဲ့ပညာရေးကိစ္စတွေမှာလမ်းလွဲသွားတတ်တယ်အဲ့တော့ဖြစ်နိုင်မယ်ဆိုရင်ဒီကာလမှာမဆုံးဖြတ်နဲ့ဒီကာလမှာအရန်ကြီးကိုသဘောကျတဲ့အရန်ကြီးကိုတင်ယူခြင်းပါတယ်ဆိုတော့ပညာရေးမျိုးတွေကိုရှောင်ရှားတင်တယ်ဒီကာလပုံမှန်လေးပဲဖြတ်တန်းပြီးတော့ခေတ္တခဏကြော်ဖြတ်လိုက် ပြီးတော့ နိုင်ငံခြားသွားမယ်လို့ကြံရထားတဲ့သူတွေအနေနဲ့ဒီရဘက်ကလာနေမှာနိုင်ငံခြားခီးကိစ္စတွေကအဆင်ပြေတတ်တယ်။သွားဖို့အတွက်ကို အားလုံးလှုပ်ဆောင်ပြီးသွားပြီ။ခွင့်မိတ်တစ်ခုသွားဖို့အခြေအနေတစ်ခုကိုပဲစောင့်ဆိုင်းနေတဲ့သူတွေအနေနဲ့ဒီကလာနေမှာထွက်သွားရတတ်တယ်။နိုင်ငံခြားကိစ္စတွေအဆင်ပြေပါလိမ့်မယ်။ကောင်းမွန်တဲ့သတင်းတွေကြားပါလိမ့်မယ်။ပြီးတော့ ငွေကြေးနဲ့ပတ်သက်ပြီးစွန်စားလုတ်ကင်နေတဲ့သူတွေအနေနဲ့ကတော့ဒီကာလာထဲမှာငွေကြေးပိုင်းဆိုင်ရာစွန်စားလုတ်ကင်ခြင်းเนี่ยရာခိုင်နှုန်း60လောက်ထိပဲကောင်းတဲ့ကာလာဖြစ်တဲ့အတွက်အရင်အားထည့်ပြီးတော့မလုတ်ဆောင်တင်တဲ့ကာလာလည်းဖြစ်ပါတယ်။ကျမ်းမာရေးနဲ့ပတ်သက်ရင်ဗုဒ္ဓဦးသားမိတွေအနေနဲ့ခြေလက်နာကျင်ကြိုက်ခဲ့တဲ့ဝေဒနာမျိုးတွေအဓိကခြေတော်ပိုင်းဆိုင်ရာနဲ့ပတ်သက်ရင်ထိခိုက်ဒဏ်ရာလေးတွေရတတ်တဲ့ကာလာဖြစ်တဲ့အတွက်သတိထားဖို့တော့လိုအပ်ပါတယ်။ ငယ်ရွယ်သူဗုဒ္ဓဥသာမီးတွေအနေနဲ့အချစ်ရင်းနဲ့ပတ်သက်ရင်ဒီတစ်ပတ်တာကာလတွေမှာကိုယ့်အနေနဲ့အချစ်အသက်တွေတွေ့တတ်တယ်။လက်ရှိချစ်သူရှိနေတဲ့သူဆိုရင်တော့မှ နောက်ထပ်ကိုယ့်ကိုချီးကပ်ခြင်းမျိုးတွေခံတတ်တယ်။အဲ့ချီးကပ်ခြင်းမျိုးတွေကြောင့်မိမိရဲ့ချစ်ခြင်းမေတ္တာနဲ့ပတ်သက်တဲ့အပိုင်းတွေမှာနည်းနည်းလေးဒွိယဖြစ်စရာတွေပေါ်ပေါက်တတ်တယ်။အဲ့ဒါကလက်ရှိချစ်သူရှိနေတဲ့သူကိုပြောတာ။လက်ရှိချစ်သူရှိနေတဲ့သူကနောက်ထပ်တဦးရဲ့ချီးကပ်ခြင်းခံရတဲ့အခါရောက်ဒီလူနဲ့ပဲဆက်သွားမလား နောက်လူကိုလက်ခံရမလားအဲ့လိုဒွိယာပိုင်းလေးဖြစ်တတ်တယ်။ဘာမှချစ်သူမရှိတဲ့သူတွေအနေနဲ့ကတော့ဒီကာလာထဲမှာချစ်သူအစ်စ်တွေရရှိတတ်တယ်။ပြီးတော့အိမ်အောင်တဲ့ဗုဒ္ဓဟူးသားမိတွေအနေနဲ့ဒီတစ်ပတ်တာကာလာထဲမှာအိမ်အောင်ရေးမှာငွေဝင်ကောင်းပြီးတော့တယောက်နဲ့တယောက်အဆင်ပြေဖို့ရှိတဲ့ကာလာလည်းဖြစ်ပါတယ်။ဖြီထိုးမယ်ဆိုရင်တော့အိမ်ဗုဒ္ဓဟူးသားမိတွေနဲ့တုံညာနဲ့တစ်ကိုပေါအောင်ထိုးပေးပါ။ရေရရာအနေနဲ့ကတော့ညနေဆုံး၄နာရီခွဲရဲ့နောက်ပိုင်းเนาะအဲ့ဒီနောက်ပိုင်းမှာ လမ်းပေါ်ကခွေးကိုအစာကျွေးပြီးတော့မိမိရဲ့လူအင်ဆန္ဒတွေကိုလေးလေးနက်နက်တောင်းစုပြုပေးပါဒါဆိုရင်ကိုယ့်စီကို ကောင်းသောကံတရားရည်သာရရှိစေမှာဖြစ်ပါတယ်ဗျာအခုဟောကြားပေးသွားတာကဘုရောသားမိတွေအတွက် ဖြစ်ပါတယ်ဗျာအခုထပ်မှန်ပြီးဟောကြားပေးမှာကကြာတာပေးသားမိတွေအတွက်ဖြစ်ပါတယ်ဗျာကြာတာပေးသားမိတွေเนี่ยဒီတစ်ပတ်တာကာလထဲမှာကြီးစိုးနေတဲ့အိုင်အွန်နမိတ်ကပြားကဟမ်မန်လို့ခေါ်တဲ့နမိတ်ကပြားကြီးစိုးနေပါတယ် ဟမ်မန်လို့ခေါ်တဲ့နမိတ်ကပ်ပြားကြီးစိုးနေတာဖြစ်တဲ့အတွက်ကြာသာပေးသားသမီးတွေနဲ့ဒီကာလာထဲမှာကိုယ်လုံးတဲ့အရာတွေကမပြီးမပြတ်တွေဖြစ်နေတတ်တယ်။မပြီးမပြတ်ဆိုတဲ့အရာမှာမိမိဘက်ကနေလိုအပ်ချက်မဟုတ်ဘဲနဲ့တစ်ဖက်ရဲ့အမိတ်ခွင့်ပြုခြင်းအဲ့အရာတွေကိုဆောင်ဆိုင်ရတာမျိုး။တစုံတစ်ယောက်ရဲ့တစ်ဖက်ကနေပြီးတော့ဆုံးဖြတ်ချက်တွေကိုလိုက်ဆောင်သွားနေရတာမျိုး။ကိုကနေပြီးတော့ဥမာဟိုအယောင်းဝယ်တစ်ခုလုပ်တယ်။အဲ့ဒီအယောင်းဝယ်ကမိမိဘက်ကစူးစမ်းမဲ့အပိုင်းတွေလှုပ်ဆောင်မဲ့အပိုင်းတွေအားလုံးပြည့်စုံတယ်။ ါပေမဲ့တစ်ဖက်ကနေပြီးတော့အဲ့ဒီအရာကိုတကယ်ယူဖြစ်မယ်မယူဖြစ်ဘူးဝယ်ဖြစ်မယ်မဝယ်ဖြစ်ဘူးအဲ့ဒီအပိုင်းကိုပြန်ဆောင်ဆိုင်နေရတာမျိုးအဲ့ဒီလိုမျိုးတုတ်လွတ်တန်းတန်းလေးဖြစ်နေတတ်တာမျိုးဒီကာလာထဲမှာအဓိကကကျသာပေးသားသမီးတွေအနေနဲ့ဘာကိုပဲလှုပ်လှုပ်တုတ်လွတ်တန်းတန်းလေးဖြစ်နေတတ်တဲ့ကာလာဖြစ်ပါတယ်ပြောဝန်ထမ်းတွေအခြေခံလူန်းစားတွေနဲ့ဒီတစ်ပတ်တာကာလာထဲမှာမိမိတာဝန်ယူထားရတဲ့အလုပ်တွေမပြီးမပြတ်ဖြစ်နေတတ်တယ်။အဲ့ဒီအတွက်အထက်လူကြီးတွေနဲ့အနှဲငယ်ပြဿနာလေးတွေပေါ်ပေါက်တခုရှိတဲ့ကာလာဖြစ်ပါတယ်။ ပြီးတော့ကိုပိုင်လုပ်ငန်းလုပ်ကင်နေတဲ့သူတွေနဲ့ဒီဘက်ကကလာတဲ့မှာမိမိရဲ့လုပ်ငန်းပိုင်းဆိုင်ရာမှာအနောက်ရက်ပေါ်တတ်တယ်။အဲ့ဒီအနောက်ရက်ကအရင်ကလည်းနောက်ရက်ဘူးတဲ့သူမျိုးပဲပြန်နောက်ရက်တာမျိုးခံရတတ်တဲ့ကလာဖြစ်တဲ့အတွက်သတိပြုပြီးတော့ဆောင်ရှားဖို့လိုအပ်ပါတယ်။ပြီးတော့ကြာသာပေးသားမီငွေချင်းနဲ့ပတ်သက်ပြီးစွန်စားလုပ်ကင်နေတဲ့သူတွေအနေနဲ့ဒီဘက်ကကလာတဲ့မှာ ငွေကြေးပိုင်းဆိုင်ရာစွန်စားလောက်ကင်ခြင်းတွေကမလုံဆောင်တင်သေးတဲ့ကာလလည်းဖြစ်ပါတယ်။ပညာရေးကိစ္စအင်တာဗျူးကိစ္စဖြေဆိုမဲ့သူတွေအနေနဲ့ပညာရေးကိစ္စမှာဥပမာဆောင်းပွဲတွေဖြေဆိုတာမျိုးဆိုဆိုရင်ဒီကာလမှာကြာတတ်တယ်။ဖြစ်နိုင်မယ်ဆိုရင်ရှောင်ရှားလို့ရရဆိုရင်ဒီကာလကိုရှောင်ရှားတင်တဲ့ကာလဖြစ်ပါတယ်။အင်တာဗျူးကိစ္စတွေဆိုရင်လည်းမအောင်မြင်တာမျိုးတွေဖြစ်တတ်တဲ့ကာလပါ။နိုင်ငံခြားသွားမယ်လို့ကြံရထားတဲ့သူတွေအနေနဲ့ပစ္စည်းပစ္စည်းဟိုဟာတွေပစ္စည်းတွေ ဆိုင်ဆရာပိုင်းတွေပျောက်ချက်တတ်တယ်သတိပြုဖို့လိုအပ်တဲ့ကာလဖြစ်ပါတယ်။ကျမ်းမာရေးနဲ့ပတ်သက်ရင်တော့ကြာသာပေးသားသမီးတွေနဲ့သွေးပေါင်ကျတဲ့ဝေဒနာလေးတွေကူးဆိုင်ပေးဖို့လိုအပ်ပါတယ်။ငယ်ရွယ်သူကြာသာပေးသားသမီးတွေနဲ့အခြေရေးနဲ့ပတ်သက်ရင်ဒီကာလဟာကြံတရားပျော်ရွှင်စရာတွေနဲ့ဖြတ်သန်းရဖို့ရှိတယ်။ဒီကာလထဲမှာအရင်ကဘယ်လောက်ကြီးပဲဝမ်းနည်းစရာတွေပင်ပန်းစရာတွေနဲ့ကြုံကြုံဒီကာလမှာပျော်ရလိမ့်မယ်။ပြီးတော့ ိန်အောင်တဲ့အင်ကအိန်အောင်တဲ့ဂျာတာဘေးသားမိတဲ့အနေနဲ့ဒီတစ်ပတ်တာကာလာထဲမှာကိုယ့်ရဲ့အိန်အောင်ဘက်နဲ့ကိုနဲ့ခရီးအတူသွားဖြစ်တာမျိုးတွေတရားနဲ့တရားအပေးယူမျှနေတာမျိုးတွေနဲ့ပြောပြောရှင်ရင်းနဲ့ဖြစ်တဲ့အဖို့ရှိပါတယ်။ထီထိုးမယ်ဆိုရင်တော့ဂျာတာဘေးသားမိတွေနဲ့နှစ်နဲ့ကိုကိုပေါအောင်ထိုးပေးပါ။ရေရအနေနဲ့အသက်အရွယ်ကြီးတဲ့အမျိုးသမီးတဦးကို ဆေးဝါးမုတ်ဘဲတေတာတမျိုးမျိုးကျွေးမွေးဌာနပြုတာမျိုးလှူဒန်းတာမျိုးပြုလုပ်ပြီးတော့မိမိရဲ့လိုအင်ဆန္ဒတွေကိုလေးလေးနက်နက်တောင်းစုပြုခဲ့ပါဒါဆိုရင်ကိုယ့်စီကိုကောင်းသောကံတရားဤသာရရှိစေမှာဖြစ်ပါတယ်ဗျာအခုဟောကြားပေးသွားတာကကြာသပေးသားသမီးတွေအတွက် ဖြစ်ပါတယ်ဗျာအခုထပ်မံပြီးဟောကြားပေးမှာကတောက်ကြသားသမီးတွေအတွက် ဖြစ်ပါတယ်ဗျာ တောက်ကြသားသမီးတွေနဲ့ဒီတစ်ပတ်တာကာလတွေမှာကြီးစိုးနေတဲ့အာယုံနမိတ်ကပြားကလာဘလို့ခေါ်တဲ့နမိတ်ကပြားကြီးစိုးနေပါတယ်။လာဘလို့ခေါ်တဲ့နမိတ်ကပြားကြီးစိုးနေတာဖြစ်တဲ့အတွက်တောက်ကြသားသမီးတွေဒီကာလအထဲမှာကိုယ်လုံးသမျှအရာတွေကသုံးပုံပုံနှစ်ပုံလောက်ပဲအောင်မြင်သေးတာမျိုးတစ်ပုံကအမြဲတမ်းယော့နေတာမျိုးတွေဖြစ်တတ်တယ်။အဲ့တော့ကိုကနေပြီးတော့အလုပ်တစ်ခုကိုလှုပ်ဆောင်ထားတယ်။အဲ့ဒီအလုပ်ကနေရောတရားရဂိုင်းလုံးရမလားဆိုမရဘူး။သုံးပုံပုံလိုက်နှစ်ပုံလောက်ပဲရသေးတာမျိုးတစ်ပုံအမြဲတမ်းကြံနေတာမျိုးတွေဖြစ်တတ်တယ်။ ဲ့တော့အောင်မြင်ခြင်းအတွက်ကိုကိုကကိစ္စတစ်ခုခုကိုဖော်ဆောင်နေတယ်ဆိုတော့အဲ့ဒီအောင်မြင်မှုဟာအပြည့်အဝမရရှိတတ်ဘူး။တုံးချိုးမှာနှစ်ချိုးတော့ပဲရရှိတာမျိုးတွေ။ပြီးတော့ဝန်ထမ်းတွေအခြေခံလူန်းစားတွေနဲ့ဒီရဘတ်တာကာလာထဲမှာနေတွေကိုခီးသွားတာမျိုးကို့ဌာနမဟုတ်တဲ့တခြားနေရာကိုသွားပြီးတော့ပြောင်းရွှေ့ပြီးလုပ်ကင်ရတာမျိုးတွေဖြစ်ဖို့ရှိပါတယ်။ကိုယ်ပိုင်လုပ်ငန်းလုပ်ကင်နေတဲ့သူတွေဆိုရင်လည်းဒီကာလာထဲမှာလုပ်ငန်းကအေးဆက်နေတတ်တယ်။ ုပ်ငန်းအသစ်တစ်ခုအတွက်လည်းကြံစီတာမျိုးတွေအဲ့ဒီလုပ်ငန်းအသစ်အတွက်အခြေအနေတွေကိုတွားရောက်လေ့လာတာမျိုးတွေကဒီကလာထဲမှာလှုပ်ဆောင်ဖြစ်ဖို့ရှိပါတယ်လှုပ်ဆောင်မယ်လို့အရင်တည်းကကြံရွယ်ထားတာမျိုးရှိရင်လည်းဒီကလာထဲမှာလှုပ်ဆောင်တင်တယ်ပေါ်ဆောင်တင်တယ်ပြီးတော့ပညာရေးကိစ္စနဲ့ဘုကိစ္စဖြေဆိုမဲ့သူတွေအနေနဲ့ပညာရေးကိစ္စမှာအရင်ကတည်းကကိုယင်းကြီးကျွမ်းဝင်ခဲ့တယ်အရင်ကတည်းကလေ့လာဘူးတယ်အဲ့ဒီလိုပညာရဲ့မျိုးကိုပဲပြန်ပြီးတော့ light တင်တယ်လှုပ်ဆောင်တင်တယ်ပေါ်ဆောင်တင်တယ် အင်တာဗျူးဆိုရင်လည်းအရင်ကရှောက်ခဲ့မှုတဲ့အလုပ်ဟောင်းတွေကိုပြန်လဲပြီးတော့ရှောက်တင်တယ်အဲ့ဒီကနေပြီးတော့ပြန်ရရှိတတ်တယ်ပြီးတော့နိုင်ငံခြားသွားမယ်လို့ကြံရထားတဲ့သူတွေအနေနဲ့ကတော့ဒီတစ်ပတ်တာကာလနဲ့မှာနိုင်ငံခြားခီးနဲ့ပတ်သက်ရင်ဆောင်းလဲရတဲ့အခြေအနေလေးတွေကြုံရဖို့ရှိပါတယ်အရင်အစင်မချောသေးတဲ့ကာလပါပဲငွေကြေးနဲ့ပတ်သက်ပြီးစွန်စားလောက်ကင်မဲ့သူတွေအနေနဲ့ဒီတစ်ပတ်တာကာလနဲ့မှာရာဂိုင်လုံး60လောက်ကောင်းတဲ့ကာလဖြစ်တဲ့အတွက်ငွေကြေးပိုင်းဆိုင်ရာစွန်စားလောက်ကင်ခြင်းတွေမှာတော့ထိုက်တင်တဲ့လောက်အားထည့်ပြီးလောက်ကင်လို့တင်ပါတယ် ပြီးတော့တောက်ကြသားသမီးကျမ်းမာရေးနဲ့ပတ်သက်ရင်ဒီတစ်ပတ်တာကာလာထဲမှာရောဂါဟောင်းတွေပြန်ပေါ်တတ်တယ်အဲ့တော့မိမိမှာအရင်ကဖြစ်မှုတဲ့ကျမ်းမာရေးဝေဒနာအဟောင်းတွေရှိတယ်ဆိုရင်အဲ့ဒီအပိုင်းတွေကိုပို့ပြီး view site ပို့လိုအပ်ပါတယ်ငယ်ရွယ်သူတောက်ကြသားသမီးတွေအနေနဲ့အခြေရင်းနဲ့ပတ်သက်ရင်ဒီတစ်ပတ်တာကာလာထဲမှာကိုချစ်သူနဲ့ကိုနဲ့နှစ်ယောက်အတူတူလက်တွဲပြီးတော့နောက်ထပ်အနာဂတ်အတွက်ကိစ္စတစ်ခုကိုပေါ်ဆောင်ဖို့ရှိတဲ့ကာလလည်းဖြစ်ပါတယ် ပြီးတော့အိမ်တော်တွေတောက်ကြသားသမီးတွေရဲ့အနေနဲ့အိမ်တော်ရင်းနဲ့ပတ်သက်ရင်ပျော်ရှင်စရာတွေနဲ့ဖြတ်သန်းဖို့ရှိတယ်လို့ဒီရပ္ပရကလာထဲမှာကိုယ့်အိမ်တော်ဘက်ကနေပြီးတော့ကိုယ့်အပေါ်ကိုနားလည်မှုကြီးကြီးနဲ့လုံဆောင်ပေးတဲ့အရာတစ်ခုကြောင့်လည်းပျော်ရှင်ရဖို့ရှိပါတယ်။ထီထိုးမယ်ဆိုရင်တော့တောက်ကြသားသမီးတွေနဲ့၄နဲ့6ကိုပေါအောင်ထိုးပေးပါ။ရေရရာအနေနဲ့ ဖျားတဆူဆူကိုသွားပြီးတော့ကိုယ့်ရဲ့မွေးနံတောက်ကြတောက်မှရေသက်ပဲပေးပါတန်ရှင်းတွေပြုလုပ်ဝေးပါအဲ့လိုပြုလုပ်လိုက်မယ်ဆိုရင်တောက်ကြသားသမီးတွေเนี่ยဒီတစ်ပတ်တာကာလာထဲမှာကောင်းသောကံတရားတွေသာကိုယ့်စီကိုရောက်ရှိစေမှာဖြစ်ပါတယ်ဗျာအခုဟောကြားပေးသွားတာကတောက်ကြသားသမီးတွေအတွက်ဖြစ်ပါတယ်ဗျာကာစနေသားသမီးတွေအတွက်ဖြစ်ပါတယ်ဗျာစနေသားမိရင်းနဲ့ဒီရဘတာကာလာနဲ့မှာကြီးဆိုးနေတဲ့အာယုံနမိတ်ကပြက justice လို့ခေါ်တဲ့နမိတ်ကပြကြီးဆိုးနေပါတယ် justice လို့ခေါ်တဲ့နမိတ်ကပြကြီးဆိုးနေတာဖြစ်တဲ့စနေသားမိရင်းနဲ့ ဒီကာလဘုံနေမြဲကြနိုင်မြဲလို့ပြောလို့ရတဲ့ကာလမိမိအနေနဲ့ပုံမှန်လက်ရှိအနေအထားလေးလက်ရှိပိုင်ဆိုင်ခွင့်ရတဲ့အနေအထားတွေအခြေအနေတွေအဲ့ဒီအတိုင်းလေးပဲရပ်တည်နေတာမျိုးကိုကအဆင်ပြေနေတယ်ဆိုလဲအဲ့ဒီအဆင်ပြေမှုမှာပဲရပ်တတ်နေတာအဆင်မပြေရင်လဲအဲ့ဒီအဆင်မပြေခြင်းမှာပဲနေနေရတာဒီကာလဟာလက်ရှိကိုယ့်ရဲ့အခြေအနေတိုင်းအပြောင်းလဲမရှိဘဲနဲ့ရပ်တတ်နေပဲကာလဖြစ်ပါတယ်အဲ့တော့ အစဉ်ပြေနေတဲ့သူတို့ကတော့ပြဿနာမရှိဘူးဒီတိုင်းပဲရက်တန်နေတယ်ဘာဖြစ်လဲပေါ့ဘာမှမဖြစ်ဘူးကောင်းတာပေါ့နော်အစဉ်မပြေတဲ့သူသူတို့အနေနဲ့ကတော့ဒီတိုင်းတော့မရက်ချင်ဘူးလှုပ်ရှားမယ်လှုပ်ရှားရင်ပိုဆိုးသွားလိမ့်မယ်အဲ့တော့ဒီကလာထဲမှာတဲတော့ကလည်းထပ်ပြီးတိုက်တွန်းထားတဲ့အရာကမိမိလက်ရှိဖြစ်နေတဲ့အခြေအနေလေးမှာပဲနေနေတော်ပြီးမလှုပ်ရှားနဲ့လှုပ်ရှားလိုက်တာနဲ့ကိုယ်အနေနဲ့ပိုဆိုးတဲ့အခြေအနေမျိုးတွေဖြစ်သွားတတ်ပါတယ်ပြီးတော့စနေသားမီး ဝန်တန်းတွေအခြေခံလူအန်းစားတွေအနေနဲ့အလုတ်အပြောင်းလဲကိစ္စတွေအလုတ်ကထွက်မယ်ဆိုတာတွေကိုဒီကာလာထဲမှာမဖော်ဆောင်နဲ့ဩအရင်ကတည်းကလည်းဖော်ဆောင်ထားတယ်စားစားနာပိုင်းတွေစောင့်တိုင်းနေတယ်ဒီကာလာထဲမှာသွားပြီးတော့အရာကြီးကိုတွန်းအားတော့မပေးနဲ့သွားပြီးတော့ထပ်မှန်ပြီးတော့အရင်မကြိုးစားလိုက်နဲ့ကြိုးစားလိုက်တာမျိုးတွန်းအားပေးလိုက်တာမျိုးဆိုရင်အဲ့ဒီဟာကကိုယ့်ရဲ့ရည်ရွယ်ချက်မဟုတ်ဘဲနဲ့တခြားရည်ရွယ်ချက်မျိုးတွေတခြားလှုပ်ဆောင်ရတာတွေဖြစ်သွားတတ်တယ် ပြီးတော့စနေသားမီကိုပိုင်လုပ်ငန်းလုပ်ကန်နေတဲ့သူတွေအနေနဲ့ဒီကာလာထဲမှာမိမိရဲ့လုပ်ငန်းကအမှားယွင်းမခံတဲ့ကာလဖြစ်တတ်ပါတယ်ဒီကာလာထဲမှာလုံဆောင်တဲ့အပိုင်းတွေမှာနည်းနည်းလေးတိမ့်ချော်သွားလို့မရဘူးသတိကြီးကြီးထားပြီးတော့ဖြတ်သန်းတဲ့ကာလဖြစ်ပါတယ်ပြီးတော့စနေသားသမီးပညာရေးကိစ္စအင်တာဗျူးကိစ္စဖြေဆုံမဲ့သူတွေအနေနဲ့ပညာရေးကိစ္စတွေကိုဖြစ်နိုင်ရင်မစင်းစားနိုင်အောင်မလုံဆောင်နိုင်အောင်လုံဆောင်လိုက်ရင်ဒီကာလာထဲမှာအမှားဘက်ကိုဆုံးဖြတ်မိသွားတတ်တယ်ပြီးတော့အင်တာဗျူးဖြေဆုံမဲ့သူတွေအနေနဲ့ကတော့ တစ်ချိန်တစ်ခါနဲ့မပြီးပြတ်ပဲနဲ့အချိန်ချိန်စူးစမ်းပြီးတော့မှအောင်မြင်မှုရတတ်တဲ့ကာလလည်းဖြစ်ပါတယ်ပြီးတော့စနေသားမီနိုင်ငံခြားတော်မယ်လို့ကြံရထားတဲ့သူတွေအနေနဲ့ဒီကာလတွေမှာနိုင်ငံခြားကိစ္စတွေရပ်တန့်နေလိမ့်မယ်မိမိလှုပ်ဆောင်တဲ့အပိုင်းတွေမှာလိုအပ်ချက်ပိုင်းတွေကအရန်ကိုကြီးမားပြီးတော့ကိုလှုပ်ဆောင်တဲ့အရာတွေကရှေ့ကိုမတိုးပဲနဲ့လက်ရှိအခြေအနေမှာပဲရပ်တန့်သွားတာမျိုးတွေဖြစ်တတ်ပါတယ်ပြီးတော့စနေသားမီ ငွေကြေးနဲ့ပတ်သက်ပြီးစွန်စားလုတ်ကန်နေတဲ့သူတွေအနေနဲ့ဒီကာလတည်းဟာ90 90ဖြစ်နေတဲ့ကာလဖြစ်တဲ့အတွက်မိမိအနေနဲ့စဉ်းစားချင့်ကြင်ပြီးတော့ပဲလှုပ်ဆောင်တင်တဲ့ကာလပါမလှုပ်ဘဲနဲ့လည်းနေတာမျိုးမဟုတ်ဘူးအရင်လှုပ်ဆောင်တာမျိုးလည်းမဟုတ်တဲ့ကြားနေထားလိုက်မှကိုယ်နဲ့ချိန်ဆပြီးတော့လှုပ်ဆောင်တင်တဲ့ကာလပါကျမ်းမာရေးနဲ့ပတ်သက်ရင်စနေသားသမီးတွေအနေနဲ့လေနဲ့ပတ်သက်တဲ့ဝေဒနာလေး view site ပေးပါငယ်ရွယ်သူစနေသားသမီးတွေအနေနဲ့အခြေရင်နဲ့ပတ်သက်ရင်ဒီကာလတည်းမှာကိုယ့်ရဲ့ နောက်ခံမိသားစု အတိုင်းဝိုင်းဟိုတငယ်ချင်းပေါင်းတဲ့မိတ်ဆွေသူတို့တွေရဲ့ပါဝင်ပတ်သက်မှုကြောင့်အခြေအပိုင်းမှာပြဿနာတွေဖြစ်တတ်ပါတယ်။ပြီးတော့အိမ်အောင်တဲ့စနေသားသမီးတွေအနေနဲ့ကဒီကာလထဲမှာလူကြီးမိဘတွေနဲ့စကားပြောဖြစ်တာတွေလူကြီးမိဘတွေကြောင့်မိမိတို့အနေထားမှာဟိုအပြောင်းလဲဖြစ်တာမျိုးတွေစိတ်ချမ်းသာစရာတွေအဲ့ဒါတွေနဲ့ကြုံရဖို့ရှိပါတယ်။ထီထုံးမယ်ဆိုရင်တော့စနေသားမီးနေနဲ့9နဲ့8ကိုပေါအောင်ထိုးပြပါရေရရာအနေနဲ့ကတော့ဒီတစ်ပတ်တာကာလာထဲမှာစနေသားသမီးတွေအနေနဲ့ ကိုယ်အိမ်အနီးနားမှာရှိတဲ့ဖျားတဆူရဲစနေတော့ကိုသွားပြီးတော့မိမိအိမ်မှာချက်ပြုတ်တဲ့ဆုံတမျိုးမျိုးကိုလှူဒန်းစက်ကပ်ပေးပါအဲ့လိုပြုတ်လိုက်မယ်ဆိုရင်စနေသားမိရင်ဒီတစ်ပတ်တာကာလထဲမှာမိမိစီကိုကောင်းသောကံတရားဤသာရရှိစေမှာဖြစ်ပါတယ်ဗျာအခုဟောကြားပေးသွားတာက စနေသားမိရဲ့အတွက်ဖြစ်ပါတယ်ဗျာ